TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။မြန်မာနိုင်ငံမှာဆရာနာရှင်တွေဟာအမှန်တရားကိုလက်ခံနိုင်ခြင်းမရှိတဲ့တိမ်ငယ်စိတ်နဲ့ပြည်သူလူထုရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအလုံးကိုစိတ်ပေါ်တွတ်တူတယောက်လိုလိုက်လံပိတ်ပင်ထိန်းချုပ်နေတယ်လို့ဥလာသမဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ နိုဘာလာလီယန်နေကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှကျင်းပတဲ့သတင်းချက်လက်များနဲ့ဆက်လင်းသည့်ကိစ္စရပ်များခေါင်းစဉ်အောက်ကနေနိုင်ငံ90ကျော်ကကိုယ်စားလှယ်တွေအထွေထွေဆွေးနွေးမှုပြုလုပ်ရမှာတမ်မတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားခဲ့တာပါရန်ကုန်တိုင်းဒေသကြီးတာကေတာမှာနိုဘာလ9ရက်နေ့မနေ့ကညကပန်းတကူကောက်သူတွေကိုရှောင်တဲ့ကားကနေတိုက်မိလို့အမျိုးသမီးတစ်ယောက်သေဆုံးသွားခဲ့ပါတယ်။ မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းကောက်ကွဲမှာနော်မာလာ၄ရက်နေ့ညအချိန်ကအကြောင်းမြတ်တူးဖော်နေတဲ့တွင်ပြိုကျပြီးတွင်းလုံသား၃ယောက်ပိတ်မိနေကနော်မာလာ၆ရက်နေ့မနက်ပိုင်းထိရှာမတွေ့သေးဘူးလို့ဒေသခံတွေကပြောပါရယ် TV ရဲ့နောက်ဆုံးရသတင်းတွေကို DVTV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။